ဲ့ပြည်သူကိုတရားခံလုပ်ပြီးတော့အာဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေမလုံရဲမကရဲအောင်အဲအကန့်သက်ချက်တွေများသွားအောင်ဆိုပြီးတော့တရားခံလုပ်တာမျိုးဖြစ်လာတယ်။သွားနိုင်ဦးပြောလို့ညင်းလို့ရှင်းပလိုက်ဆိုတဲ့အမိတ်နေရာလဲဒါဟိုနောက်ပိုင်းခက်စိတ်စိတ်ကြားလာပြီပေါ့နော် မင်္ဂလာပါတော့ပြည်သူ့အမှန်ငါတို့တန်စီစရာနေပြန်ပြီးကြိုဆိုပါရစေ။ဦးမင်္ဂလာပါ။မင်္ဂလာပါ။နှုတ်ဆက်ပေးပါဦး။မင်္ဂလာပါ။အဲဒီနေ့ကောင်းနေပြောကြမယ်။ပြောကြမယ်ဆိုတော့ဒီမြင်းကြံမှာလည်းဒီရပ်ပိုင်းအတွင်းမှာတော်တော်ဆော်နေကြတာပေါ့နော်။မြင်းကြံအဖွဲ့တွေလည်းဟိုသတင်းကောင်းတွေအများကြီးကြားတယ်။ဒီနှစ်ရက်တော့အတွင်းမှာဖြစ်သွားတဲ့တိုက်ပွဲမှာဆိုရင်ဒါဆာကဆာ15ဦးသေတယ်။တန်ပြားကကားနှစ်စီးပေါ့နော်။အဲသတင်းတွေတက်လာတော့တန်ချက်ကကားဆိုရတက်လာ။ မှန်းတော့တန်အချက်လိုက်ကားလဲကားတွေကိုတံပြားတွေကားထားတဲ့ကားနှစ်စီးအဒီကားနှစ်စီးကိုလည်းဖြက်စီးလိုက်နိုင်တယ်ဆိုပြီးတော့ဒါတရင်ရတယ်ပေါ့နော်အဲ့အဲ့တိုက်ပွဲမှာဆိုလဲအဖွဲတွေရတက်ကြွနေတဲ့ဒီအတန်နေပေါ့နော်ဟိုဘက်ကစစ်ကောင်စီဆိုရင်ဟိုဆဲတာနဲ့တည်းဆဲခါရတာနဲ့တည်းဒေလောက်တယ်ဟုတ်တယ်ဘက်ကအဖွဲတွေချတာတကုံဆဲတာညာသားတွေပေါ့နော်အဲအဲ့လိုပုံစံမျိုးလေဒါအာရဝန်းသားဆိုတွေ့ရတယ်ပြီးတော့ဒါတကယ်ပြောရင်တော့ခုနောက်ပိုင်းမှာအောင်မြင်မှုရလာပြီဆိုရင် ဟိုချက်ချင်းချက်ချင်းတက်လာတဲ့ဟာမျိုးတွေပြီးတော့ကျတော့အဲဒီပုံရိပ်တွေပေါ့နော်ဗီဒီယိုမှတ်တမ်းပုံရိပ်တွေဒါကဟိုဝါရဖြန့်လာမဟုတ်ဘူးအစ်စ်အမှန်ဆိုတဲ့ဟာမျိုးရတခါတည်းအာအဖွဲတာဝန်ရှိတဲ့သူတွေကလည်းသတင်းထဏာကိုပြောတယ်အဗီယာနဲ့နောက်ကနေပြီးတော့ဒါတိုက်ပွဲပုံရိပ်တွေအစားထက်တက်လာတယ်ပေါ့နော်ဟိုကဘလုံးမှညင်းမရတဲ့ဟာလေအဲအဲ့လိုဟာမျိုးတွေကိုဒါအားရကြတွေ့ရတယ်ပြီးတော့အဖွဲတွေရဲ့ဒါစူပေါင်းလှုပ်ဆောင်နိုင်မှုပုံစံတွေလည်းမိုက်တယ်တဖြည်းဖြည်းနဲ့တော်တော်လေးပုံမိုက်လာတယ်အဲ့မှာတစ်ခုလေးပြောစရာတော့ရှိရအောင်ကွာဒါဘာလဲဆိုတော့ ကျွန်ဟိုအောင်အောင်အောင်မြင်ပြီးသွားပြီဗောနော်တိုက်ပွဲဖြစ်စဉ်အောင်မြင်သွားပြီရေးတာသွားပြီအဲ့မှာကျွန်တော်ပြန်စုဖွဲ့တဲ့ဟာမျိုးတွေဒါမှမဟုတ်လေဒါရှင်းလင်းတဲ့ကိစ္စမျိုးတွေမှာကျွန်တော်လူစုတဲ့အပိုင်းတွေကျွန်တော်နည်းနည်းစိတ်ပူလာဗောစိတ်ပူဆိုတခြားကြောင့်မဟုတ်ပါဘူးဒီအခုနောက်ပိုင်းမှာစစ်တပ်ကဒရုန်းကိုကောင်းကောင်းမွန်မွန်တုံးတက်လာတယ်အဲပြီးတော့တိတိကျကျတုံးတက်လာတယ်အဲ့တော့ လုံးတက်ဖွဲ့အနေနဲ့ဟိုခုနလိုပေါ့အောင်မြင်ပြီးသွားရင်လှိလင်းမြမြပဲလုံးဆရာရှိရလုံးပြီးတော့ပြန်ပြီးတော့ဆုတ်ခွာတာမျိုးကျွန်တော်ဖြစ်စေချင်တာ။ဘာလို့ဆိုတော့နောက်ကနေပြီးလိုက်ပြီးတော့ဒါလင်းနဲ့ပြက်ခတ်တာမျိုးတွေအဲတာလီဖိုင်းနဲ့လိုက်ပြက်တာမျိုးတွေအခု drone နဲ့ပေါ့နော်ပြီးတော့ပါတာမူတာတွေဒါကတော်တော်လေးကိုသုံးဆွဲလာနိုင်တဲ့အပိုင်းတွေတွေ့ရတော့ဒါမျိုးတွေတော့နည်းနည်းစိတ်ပူတယ်ပေါ့နော်အဖွဲ့တွေကတော့အာရဝန်းသာပြီးတော့ဒါလုံးကြတော့အဲ့ဟာတွေအတွက်လည်းတကယ်လည်းကျေးဇူးတင်တယ်ပြီးတော့ခုနလိုပေါ့နော်ဂယူပို့ပြီးတော့ဂယူဆိုင်ကြဖို့ပေါ့အဲပြီးတော့ဒါလူစုတဲ့အပိုင်းတွေမှာဆိုလဲအမှန်တော့တို့ပြန်ပြီးတော့စုရက်က တနေရာတသက်ထားတင်တယ်ပေါ့နော်အဲ့နေရာမှာတိုက်ပွဲနေရာမှာပဲထားပြီးတော့စစ်ဆေးတဲ့ခါကျတော့အချိန်ပေးရတာမျိုးကြီးရှိမယ်ဒါစစ်ဆေးတာဆစ်ဆေးရမှာပေါ့နော်ဘယ်သူဘယ်သူကြံသေးလဲဘယ်သူရှိသေးလဲအဲဘယ်သူဟိုဟာဖြစ်တယ်လဲထိခိုက်တယ်အရတယ်ဒါမျိုးစစ်ဆေးရမျိုးရှိရမယ်အဲ့ဟာကိုတခြားတနေရာမှာလုပ်ရင်ပုံမကောင်းလားပေါ့နော်အဲ့အဲ့ဒါလေးလည်းစဉ်းစားမိတယ်ဘာလို့လဲဆိုတော့စုရက်ကိုတခြားနေရာမှာထားတာဖြစ်တဲ့အတွက်တိုက်ပွဲနေရာနဲ့ဝေးတဲ့အခါခေါကောင်းနေအတွက်အဆင်မပြေဘူးပေါ့နော်အဲ့အဲ့ဟာမျိုးလေးလည်းမြင်မိအောင် တော့ပထမကတော့ဒီဟိုဘောဟိုတန်မြားကကားပေါ့အဲတန်မြားကတန်မြားကကားတန်မြားကကားနဲ့ပတ်သက်ပြောရရင်ကြီးလေး तू ကဟိုစစ်တပ်ကဟိုကားအောက်တော့ရိုးရိုးစီးရတဲ့အဆင်မျိုးမဟုတ်တော့မဟုတ်တော့ဘူးမဟုတ်တော့ဘူးပေါ့ရိုးရိုးစီးရတဲ့အဆင်မဟုတ်ဘဲနဲ့အဲတကားကို तू ဒီတန်မြားဆိုတဲ့အထူကလည်းကြီးလေးတနက်တကယ်လို့ပြစ်သွင်းရင်တော့ तू ဝင်သားပဲအနီးကတ်လို့ရှိရင်တော့ဝင်သားပဲဟိုမဟုတ်လို့ရှိလေ ဒီတဲ့အထူးကြီးကရင်လည်းဟိုအထဲထဲမှာဟိုတို့ဘယ်လိုပြောရမလဲကိုနေတာကားလို့ဖြစ်ဖြစ်တော့မှာပေါ့အလုံးအလုံးလိုက်ကြီးကားလည်းရွေ့မှာမဟုတ်တော့အေးလူလူကအထဲထဲမှာဝါပြီးအလိုလိုမှစစ်တပ်ကကားရဲ့အင်ဂျင်ကမကောင်းရတဲ့ကြားတယ်ပေါ့နော်ဒါပေမဲ့တို့ကဘာကိုကြောက်လဲဆိုမျိုးရင်းတွေမှာဖြတ်တန်းသွားလာတဲ့အချိန်မှာတခါလဲပြောဦးပါမျိုးရင်းတွေမှာဖြတ်တန်းသွားလာတဲ့အချိန်မှာ तू ကနောက်ကနေဆိုင်ငယ်နဲ့ကတ်လိုက်လာပြီးတော့ လက်ပြုံးတီးလေးမင်းကတီးလေးလက်ပြုံးပြစ်သွင်းသွားတာတို့ဘာလို့အဲ့လိုမျိုးပေါ့နော်နောက်တခြားပေါ်လက်လုံးမိုင်းတို့ဘာလို့အဲ့လိုမျိုးဟိုစနက်တန်နဲ့မီးရှို့ပြီးတော့မှတို့တရုတ်လက်ပြုံးတို့ဘာလို့လို့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေပြစ်ပြစ်တင်တဲ့ဟာမျိုးတွေလုံးမဆိုးတဲ့အတွက်သူကအင်တန်ကြောက်ပြီးတော့မှလုံးတဲ့ဟာပေါ့ဒီဟာတော့သွားပြီးတော့တွေ့ရတယ်ပြီးတော့သူတို့ကချစ်တက်ကထပ်ပြီးတော့မှသူကထပ်ပြီး moment လေးတူလူတူအန်နီယကင်းအောင်ထပ်ပြီး moment လေးချစ်တက်ကလူတွေနဲ့အဝင်ခွင့်ရမဖြစ်လေပဲ။ ဟုတ်ဟုတ်အဲ့တော့ tap moment လေးအဝင်ခွင့်ညမဖြစ်လေ tap moment လေးအဝင်ခွင့်ညမဖြစ်လေတော်တော်ဦးကို तू तू မှာအကြိုက်ရိုက်နေရတယ် tap moment နဲ့အထက်တရကောင်ကပတ်ဝန်းကျင်ကိုဘယ်လိုကြည့်ရမှန်းမသိတော့ဘူးဘယ်နှမရန်သူရှိမှန်းမသိဘူးဘယ်လိုတနက်ပြောင်းပြန်ပြစ်ဖို့အတွက်တနက်ပြောင်းထုတ်ထားလို့လည်းမရပြန်ဘူးဒီအလုံးပိတ်ကြီးထဲမှာမောင်းတဲ့ကောင်ကပဲမြင်ရမယ်မောင်းတဲ့ကောင်ကထိပြီဆိုရင်မောင်းတဲ့ကောင်ကလည်းညီလေးရှေ့ပဲမြင်ရတာအဲသူကဘေးကာထားတာဖြစ်တဲ့အတွက်အဲ့တော့ပြီးရင်နောက်တစ်ခုက ဒါတစ်ချက်ပေါ့နော်သူတို့အတွက်လုံးဝဟိုအန်နီယကိုဘလို့မှကြိုတင်ပြီးတော့မမြင်နိုင်ဘူးပြီးနောက်တစ်ခုကသူကမြင်းကိုမြင်းကိုပချက်တက်ပြီးတော့မှမောင်းတယ်လို့မျိုးမြင်းကပချက်တက်လိုက်တဲ့အခါကျလို့ရှိရင်သူကဘေးတွေကိုမမြင်တော့ဘေးတွေကိုမမြင်ရလို့ရှိရင်သူကမျိုးထဲမှာမောင်းလို့ရတယ်ကားအတန်တို့ဘာတို့တွေဒီကားတို့ဘာတို့တွေ့ပြီးတော့မှလှမ်းပြီးတော့မှလှဲကိုဟိုကမဖြစ်အောင်လို့သူကရှစ်တက်တဲ့ကိုပဲကြည့်ပြီး ပြေးအောင်လို့ဒီကောင်နေလဲအဲ့တိုင်းပဲဘေးမှာအန်နီယယ်ရှိတယ်ဆိုတော့တိတိနဲ့တေအဓိကတေလန်းကိုပို့တာပဲညီလေးဘေးမှာအန်နီယယ်ရှိရဆိုတော့တိတိကြီးနဲ့ဒီလန်းကိုသွားရင်ငါတို့အန်နီယယ်မကင်းဘူးဆိုတော့တိတိနဲ့ကားသမားကိုလည်းဘေးကိုအကြည့်မခံဘူးချစ်တတ်တဲ့မောင်းပြီးတော့မှာဘာလဲဆိုညီကြီးသွားဆိုရင်သွားလိုက်ကွာအေးတခါတည်းညီမင်းတို့ဘယ်နှယောက်ပါလဲဟိုမှာကြေးဘနဲ့ချင်းတူထားမယ်မင်းအဲ့ဒါမောင်းတာမောင်းတော့လို့ပြောပြောလိုက်တာနဲ့မြတ်သွားတူနေမလားပေါ့နော်တကယ်လဲအဲ့လိုပဲဖြစ်တာဘာပဲဖြစ်ဖြစ်သူတို့ရဲ့နောက်တန်းဌာနချုပ်နောက်တန်းဌာနချုပ်ကနေပြီးတော့ ဒီနောက်တန်းဌာနချုပ်အပြင်ကိုခြေတလန်းစွန့်ခွာစခွာပြီဆိုတာနဲ့ဒါရှေ့တန်းနေမျိုးရောက်ပြီလို့ပြောလို့ရတယ်ဘာလို့တွန်လိုင်းတက်တွေကတခါလဲပြောယူရနောက်တန်းတက်ထိတကယ်ကိုလိုက်ပြီးတော့ကတ်နေပြီတိုက်နေပြီဖြစ်တဲ့အတွက်အဲ့တော့သူတို့မှဒုက္ခများရှေ့လုံးဝမထွက်ရဲဘူးမထွက်ရဲဘူးဆိုလို့ဒါမထွက်ရဲတဲ့အခါကျတော့ဟိုအလုံးပိတ်ပြီးတော့မှမင်းတို့အော်မထွက်ရဲလို့တော့မရဘူးသွားမရဘူးမထွက်ရဲလို့တော့မရဘူးမင်းသွားသွားမှရမယ်အပေးအမြောက်ပေါ့လက်ထဲမှာတနတ်တွေရှိတာကွာမင်းတို့ ကြောက်နေလားမင်းချလည်းကာပေးထားတာပဲ။တရားကြီးလည်းကာပေးထားရဲ့။ဒီအကြီးကပြီးရင်မထီးဘူးမမမှန်ဘူးလို့ပါတော့မှဒီမှာတီးထည့်လိုက်တာဟိုမှာကားကားတွေပါဟိုအဖြစ်ပြီးတော့မှဟိုပြဿနာတွေတက်ပြီးတော့ဟုတ်တယ်။တော်တော်ဟိုဝါဖြစ်သွားတဲ့သဘောမျိုးဟိုကြုံရတယ်ပေါ့နော်။အဲ့တော့မြင်းကိုပချက်တက်ပြီးတော့မှရှေ့ကိုပဲပြေးခိုင်းတာဘေးကိုဂယူးမဆိုင်နဲ့ဆိုတော့ရှေ့ကိုပြေးခိုင်းရင်ရှေ့ကိုပြေးခိုင်းတဲ့လမ်းကလည်းတေလမ်းဖြစ်နေတဲ့ဟာကိုဒီကောင်ဒီမှာမတိဘဲနဲ့တော်တော်ဒုက္ခရောက်ပြီးလိုက်လို့ဟုတ်တယ်ရွေးချယ်တဲ့အရာမရှိဘူးပေါ့နော်။လိုက်လိုက်လို့ဒီမှာမသွားနိုင်ဘူးလို့ပြောရင်လည်း အချင်းချင်းပြန်ပြစ်ခံရမယ်ဟိုမသွားနိုင်ဘူးပြောလို့ညင်းလို့ရှင်းပလိုက်ဆိုတော့အမိတ်နေရလဲဒါဟိုနောက်ပိုင်းခက်စိတ်စိတ်ကြားလာပြီပေါ့နော်ဒါအပြင်ကိုပြန်ပြောတဲ့လူကရှိသလိုအပြင်ကိုပြန်မပြောဘဲနဲ့ဟိုအထဲမှာဘလောက်တောင်မှများနေပြီဘလောက်တောင်မှများနေပြီလဲပေါ့နော်ပြီးဒီတခြားဟိုပါစတွေအခုထွက်လာတဲ့အချိန်မှာဟိုအင်တာဗျူးထားတဲ့အချိန်မှာတို့ရဲ့ဟိုဘာတွေကိုမေးကြည့်တဲ့အခါကျတော့လေကျွန်တော်တို့မင်းတို့ထွက်တာနဲ့မင်းတို့နောက်ကနေပြစ်မယ် ရှိတဲ့အဓိကပချက်တက်ပြီပဲချေချေချေသို့သာသွားတော့မင်းဘေးကိုပဲတော်လိုင်းတက်ဖွဲ့ဒီပြေးကိုလည်းမစင်းသားနဲ့ပြည်သူရင်ဝင်ခလုံးမလို့လည်းမစင်းသားနဲ့ရှိတဲ့တဲ့မင်းငါတို့မောင်းတဲ့အတိုင်းသာပဲကျိုးဆွဲရတာပြေးတော့ဆိုတဲ့အခြေအနေမျိုးကိုရောက်နေတာသွားတွေ့ရတယ်ပေါ့နော်ဟုတ်တယ်နောက်တစ်ခုကဒီဟိုဘက်မှာဆိုလို့ရှိရင်ဒီမုံရွာမန်လေးလမ်းမိုင်းမှာလည်းအဲဟုတ်တယ်တန်တချက်ကကားပဲတန်တချက်ကတန်များကကားပဲပေါ့တန်အချက်လိုက်ကကားတန်များကကားပဲအဲ့ဒီမှာက ကြတော့ဘာသွားတွေ့ရတယ်ဆိုတော့ကားနှစ်စီးပဲကားနှစ်စီးကိုပြခတ်ရှင်းလင်းပြီးတော့မှဒီသူတို့ဘက်က18ယောက်လောက်ဆကားသားဘက်က18ယောက်လောက်တည်တယ်ပြီးတော့တနက်လက်နဲ့12လက်မျိုးစုံ12လက်ရတယ်ပေါ့နော်12လက်ရတယ်အဲ့ဒီမှာသူကကြီးလိုက်တဲ့ခါကျတော့ဦးစီးကောင်းဆောင်ကဒူဘိုဒူဘိုတော့ဦးဒီဒီဇင်မာလာတော့မှမရောက်နိုင်တင်းနှန်းဆင်းပေးထားတဲ့ကောင်းမြန်ဖြစ်မလားဒေးဗစ်ဒေးဗစ်ဒိုင်မင်ပေါ့ဒိုင်မင်လို့ဒါမှမဟုတ်ရင်ဟိုဟိုကနေ ဘာလဲဘာသူကနေတင်းကောင်မြန်ဖြစ်မလားဗောနော်ဟုတ်တယ်တရားရောက်ဖြစ်လိမ့်မယ်ဗောအဲ့ဒူဘိုကသူကဒူဘိုကာလာမှာရှေ့တန်းခေါ်လို့မရဟာအဲ့ဟိုသူသူညွန်ကြားချက်ကရှိပြီးသားဘာဖြစ်လို့တော့ဒူဘိုနဲ့ရှေ့တန်းသွားလို့ရှိရင်စစ်စင်ရေးမှုတမှုမှုဖြစ်လို့ရှိရင်သူကအမှုကိုရင်ဆိုင်ရတာနဲ့ဆိုရင် promotion store တို့ဘာတို့စာပေကတ်တို့ဘာတို့ထီးရင်တပွင့်ကြီးနဲ့ဆိုကြည့်မကောင်းဘူးဆိုတော့သူကနှစ်ပွင့်ပြမှရှေ့တန်းအောင်ပြီးရင်တနှစ်တပွင့်နဲ့တနှစ်ပဲနေရတာဟုတ်အဲ့တနှစ်တာအတွေ့အကြုံကိုသူကနောက်တန်းဌာနချုပ်မှာ အဲတို့ဟို TDM ဝင်ပေါ့တောက်တောက်တို့မရလေးခိုင်းပြီးတော့မှသူကသူ့ကိုဒီစစ်တပ်နဲ့ပတ်သက်တဲ့ပညာရက်တွေကိုသူလေ့လာစေချင်တာပေါ့လေ့လာပြီးကမှလွတ်အောင်မဟုတ်ဘူးဒီကောင်ကိုဒီဒုဘဘွားနဲ့လွတ်တယ်တခါလေးလွတ်လွတ်တယ်ဟာလေအဲ့ဒီမှာတွတ်တွေ့တာလေသူတို့လမ်းလုံးညုံရေးဘာမှကိုမလုံးနိုင်မဲနဲ့ကားကိုအစကပြောတယ်ပချက်နဲ့ပဲတွတ်တူတာပဲဒီကောင်တွေလွတ်လွတ်ချလိုက်တာပေါ့နော်လွတ်ချလိုက်ပြီးတော့မင်းဒီကားကားကြီးကဘေးကကားထားတယ် ရှိတဲ့တဲ့ကြည့်ပြီးတော့ဒါလိုချင်တဲ့ခရီးကိုသွားအဲ့မှာ तू ကရတာပြည်သူရဲ့ကားကို तू ကဂျားထဲကနေပြီးတော့မှဒစားကန်ပုံစံမျိုးထားပြီးတော့မှဟိုဒီကောင်းတွေကလည်းလှုပ်တာကိုသွားတွေ့ရအဲ့တော့ဟိုပါရမော်ဒါနဲ့လာပြီးတော့ဟိုဖြစ်တဲ့အချိန်မှာအဲရတာပြည်သူတွေမတည်ဆုံးနေမဲ့တည်တည်ဆုံးရတာလည်းတွေ့ရတာပေါ့ရတာပြည်သူကိုရတာပြည်သူတည်ခြင်းတည်စေကွာဟုတ်တယ်ဟုတ်တယ် about you ပေါ့နော်အခုကတော်တော်ဘိုင်ရိုင်းဆုပ်ပွဲတဲ့ပုံစံမျိုးဖြစ်နေအောင်ကွာ ဒီလမ်းပိုင်းမှာဆိုလဲဒါအဲသူကခီးတဲ့ကားတွေနဲ့ပါဒါသူကရောင်ဆောင်ပြီးလိုက်တဲ့ပုံစံမျိုးရှိလားညက်ညက်ပြီးလိုက်တာအဲညက်ပြီးလိုက်တာမျိုးရှိလားအဲပြီးတော့တခုခုဖြစ်ပြီးဟေးဆိုတဲ့ခါကျရင်ဒီပြည်သူပေါ့နော်အဲဒီခီးသွားလာနေတဲ့ခီးတဲ့ပြည်သူကိုတရားခံလုပ်ပြီးတော့အာဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေမလုံရဲမကန်ရဲအောင်အဲအကန့်သက်ချက်တွေများသွားအောင်ဆိုပြီးတော့တရားခံလုပ်တာမျိုးတွေဖြစ်လာပြီးတော့သူတို့လှုပ်လိုက်လို့ပဲဒါဒါတက်ဖွဲ့တွေဟုတ်တယ်ဟိုတာဝန်ပို့များသွားတာပေါ့ဒီရောင်ဆောင်ပြီးလိုက်လာတဲ့ကောင်းတွေကိုလည်းပြင်းရတယ် သတင်းရတဲ့အတိုင်းပဲရှင်းလင်းရတာမျိုးကြီးလုပ်တယ်တိုက်ပွဲဖြစ်တယ်အဲအဲ့လိုပဲတိုက်ပွဲကြားထဲမှာပိတ်မိနေတဲ့ပြည်သူကိုလည်းကယ်ရတယ်ကယ်တဲ့အချိန်မှာကိုပဲအခုဒါဒါဒီဟိုကောင်းနေပြီလုပ်တဲ့ဒါလက်နက်ကြီးပေါ့နော်လက်နက်ကြီးပြစ်ကူပေးရစကန်တစ်ခုကနေပြစ်တဲ့ဒါအားကြောင့်မလို့ဒါပြည်သူ၃ဦးတိဆုံးတယ်ပေါ့နော်တိဆုံးရဆိုတော့ဟိုတိဆုံးတာအချိန်မကောင်းစရာဖြစ်တယ်ဒါပေမဲ့လည်းဟိုပေါ့နော်တပ်ဖွဲ့တွေကတော့ဟိုပြောထားတယ်ပေါ့နော်ပြောတာဒီလမ်းပိုင်းနေမှာသွာလာမှုတွေဂယူဆိုင်ပါ မလိုအပ်ဖဲနဲ့သူကခီးသွွာလာမှုတွေမရှိစေချင်ဘူးအဲခီးသွွာလာတဲ့ခါကျရင်ဒီလိုမျိုးဟာတွေကြုံရနိုင်တယ်အဲအဲ့လိုမျိုးကျရင်ဘယ်လိုမျိုးတွေလှုပ်ဆောင်မှာဆိုပြီးတော့အဲသူတို့တွေအတက်နိုင်ဆုံးတော့ဒါဟိုဘောတော့ပြည်သူကိုတတိပေးတာမျိုးရှိတယ်အတိပေးရမျိုးရှိတယ်တောင်းဆိုတာရှိရဲ့အဲပြည်သူကလည်းအဲ့ဒါကိုတော့နည်းနည်းလေးတော့ခေါင်းနဲ့ထည့်တယ်အဲ့တော့တကမတော်မဖြစ်သွားမယ်ခီးလာဆိုတဲ့ဟာမျိုးသိတင်တယ်ဗောနော်အဲလုံးဝအပျော်ပါပုံစံမျိုးသွားတာမျိုးဆိုရင်တော့ဒါမဖြစ်တဲ့ကိစ္စဘူးအဲ့ကြတော့အခုဒီအပျော်ပါတစ်ခုမှတ်လိုက်တာ ਨੇ ဒါမှမဟုတ်လေ ဒါမတွားလဲရတဲ့ခီးတစ်ခုကိုတွားလိုက်တာနဲ့အခုအသက်ဆုံးရှုံးရတယ်ဆိုတော့ကြအဲ့ဟာကိုစစ်ကောင်စီတာဝန်ရှိမှာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်ပြောချင်တာ तू ကအဲ့လိုမျိုးတွားလေကြိုက်လေ तू ကလှုပ်ထားတာပြီးရင်တွားဖို့အတွက်ကိုပဲ तू တိုင်တော့တာမျိုးရယ်အဓိကအဲ့လိုပေါ့ဟိုဟိုစီရမယ့်နေရာမျိုးတွေမစီဘူးဆိုရင်အတင်းသွားပြီးတော့လူစုပြီးတော့စီခိုင်းတာမျိုးအဲအဲ့လိုမျိုးပုံစံမျိုးရတော့လုတ်တဲ့ကောင်ဆိုတော့အခုလိုမျိုးလဲဒါတို့ကသွားစီခြင်းတယ်သွားတဲ့ခါမှလည်းခုနကလိုအကာအကွယ်ယူလို့ရတယ်အကာအကွယ်ယူပြီးတော့ပြစ်ခတ်တဲ့ခါမှလည်းဘယ်သူထိထိဆိုပြီးတော့သူကလုတ်တယ် ပြီးကြရင်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကိုအကြမ်းဖက်အဖြစ်သူကပုံဖော်လာနိုင်တယ်။ဒါကကျွန်တော်တက်ဖွဲ့အကြောင်းမလို့ဒီလိုဖြစ်တာပါဆိုတဲ့ပုံစံမျိုးသူတို့ဘက်မှာတေချာပေါက်ဝါရဖြစ်အောင်အဲကျွန်တော်တခုအကြံပေးချင်တာကလည်းအဲ့ရမှာလည်းအကြံပေးချင်တာရှိဒါကတော့အကြံပေးတာဟောပါဘောဒီတော်လိုင်းတက်ဖွဲ့အနေနဲ့ဒီဖြစ်ရက်တွေမှတ်တမ်းတွေပေါ့နော်တက်တည်တွေကိုကျွန်တော်တနည်းနည်းနဲ့ချပြစီချင်ဒီကောင်တွေကတော့တေချာပေါက်အဲဥစ္စာကိုသူကလိမ်မှာပဲရှေ့မှာတာဝင်နေမိတာရောဆရာတော်ဘုရားကြီးကိစ္စတော့လည်းအဲ့လိုပဲလေ ဒါဒီဘက်ကပဲလှုပ်တယ်လို့ပုံစံမျိုးနဲ့သူတို့လှုပ်တယ်။ဒါပေမဲ့ဒါအချိန်နဲ့တော့ဒါပေါ်လာတယ်ပေါ့နော်။အဲ့လိုဟာမျိုးပဲဒီဘက်ကနေပြောကြအောင်လှုပ်တဲ့နာမျိုးတွေရှိတယ်ပေါ့နော်။အဓိကတော့ဟိုဒါပြည်သူတွေထွက်ပြေးရတယ်တင်းရှောင်းရတယ်။အခုဆိုရင်ကပဲသူကဝါလာပြက် PDF 79ယောက်တည်တယ်တဲ့။အဲ့တိုက်ပွဲမှာတည်ရစစ်စစ်သားမဟုတ်တော့ PDF 79ယောက်တည်တယ်ပေါ့နော်။ပြီးတော့ပြည်သူ3ဦးတည်တယ်။အဲ့တည်တဲ့ပြည်သူ3ဦးက PDF တွေပြစ်လို့တည်တယ်။အဲ့တော့အဲ့လိုပုံစံမျိုးသူတို့ဘက်မှာဝါလာပြက်နေကြတယ်။ အဲ့ကြောင့်မင်းတို့ဖြတ်နေတဲ့ဟာမဟုတ်ဘူးကွာဆိုတဲ့ဟာမျိုးဒီဘက်ကတက်တည်တစ်ခုခုပေါ့နော်အဲဆိုတာဒီတိုက်ပွဲရုပ်တံဒါမှမဟုတ်လေဒီထွက်ပြေးရတဲ့ပြည်သူတူဦးရဲ့အတန်လားအဲအဲ့အဲ့လိုမျိုးပေါ့နော်ဒါအမှန်တရားတိုင်းထွက်နိုင်ဖို့အတွက်ကိုကျွန်တော်ကလုတ်ပေးတင်တာမျိုးကြီးလုတ်လုတ်စီခြင်းတယ်ပေါ့ဒါမှလည်းဒါစစ်ကောင်စီကရုံပါတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတော့ဟိုပို့ပြီးတော့တိတာထင်ရှားတဲ့တက်တည်တွေဖြစ်မှာပေါ့နော်နောက်တစ်ခါတော့ဒါတော့ခီးသွားတဲ့အခါပြည်သူတွေမဖြစ်မနေသွားရမယ်ဆိုလို့သွားပြီဆိုရင်လေဟိုစစ်သားတို့ရဲတို့ဆိုတာတိတာပါတယ် ဆုံးတီးဆုံးပြတ်တိတာတော့အခုလက်ရှိအချိန်လေးတို့ဘာတို့ဘယ်လောက်ပဲရုပ်ဖြစ်လာပါစေအဲတို့ကင်လာတဲ့လက်နက်တွေကိုဘယ်လိုပဲဝက်ပြီးတော့ယူလာပါစေဒါမဲ့တိကိုတိတာတယ်အဲဟိုဒါဖြီသူပြီသူကပို့တိတယ်စစ်သားနဲ့အရတားတို့ကပို့ခွဲတတ်တယ်ပေါ့နော်လမ်းလျှောက်တာအစားတောင်းတောင်းကြီးဖြစ်နေတာမျိုးအဲလက်လွဲတက်ဖက်တဲ့လွဲတာမျိုးအဲပြီးတော့ကျတော့ဒါထိုင်တာမျိုးအဲသူတို့ချင်းချင်းစကားပြောတဲ့အခါမှာ ဟိုအလိုလိုရှေ့ကြည့်ဖြစ်နေတာမျိုးအဲအဲအဲ့လိုပုံစံမျိုးတွေကတိတာစီနေပါတော့အဲ့တော့အဲ့လိုកောင်မျိုးတွေများကားပေါ်မှာပါလာပြီးဟေးဆိုရင်ကျွန်တော်ကအိုက်ခီးကိုဆက်မသွားစီချင်ဟိုတနေရာမှာဆင်းပြီးကြံခဲ့တာမျိုးရင်းကြည့်ဦးဆိုရင်ပေါ့ကြံခဲ့တာမျိုးဒါမှမဟုတ်လဲနောက်ကားနဲ့မှပြန်ပြီးတော့ဒါလိုက်တာမျိုးပေါ့နော်အဲဒီကောင်နေနဲ့လုံးဝအတူတူကိုမသွားစီချင်တာအဲအဓိကတော့အဲ့လိုမျိုးပါလာပြီးဟေးဆိုရင်ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေရတယ်အခုဆိုရင်ဒါကားလမ်းမတွေပေါ့ဒီတက်ပြီးတော့ဆုံးမမှုတွေလုပ်နေတာမျိုးရှိတယ်ပြင်ဒီစစ်ကောင်စီ အဲဒီလောက်ခံနေအဲခုနလိုနန်းစီတန်နေပေါ့နော်ပြီးရင်အဲ့လိုဒါစစ်ကောင်စီတွေပြီးရင်ဒါရဲတွေပေါ့နော်ဒီကောင်မျိုးတွေကိုစစ်ဆေးပြီးတော့တွေ့တာနဲ့ခုနလိုဖမ်းဆီးတာမျိုးတွေလုပ်နေတာဆိုတော့တေချာပေါ့ထိတ်တိုက်တွေ့မှာပဲအတွေ့တဲ့ခါကျရင်ဒါဂျာမညက်စီဖို့အတွက်ကိုဒီလိုကောင်မျိုးတွေဒီလိုအရေးအယံမျိုးဒါစစ်သားပုံစံလားဘာလားသိပြီးဟိဆိုရင်မတင်ငါဦးဟိဆိုရင်တော့ကအိုက်ခီးစင်ကိုဖျက်လဲဖျက်စီခြင်းနဲ့ဒါမှမဟုတ်လဲနောက်တစည်းနဲ့ဖြစ်ဖြစ်ပြန်ပြီးတော့လိုက်တာမျိုးပေါ့နော်နည်းနည်းတော့ဒုက္ခများပါ ဒါပေမဲ့အဲ့ဒါမျိုးလဲပိုလုံးတင်တယ်ဘာလို့လဲဆိုတော့ပေးလိုက်တဲ့အသက်တွေကမတန်ဘူးလေနော်ဟိုကောင်တွေကဘာမှတိတ်ပြီးတော့ကြည်တာမဟုတ်လူမဆန်ဘူးပုံမှာအဲ့ဒါကြောင့်နောက်တစ်ခါတော့ဒါကြောင့်အဲဆက်ကောင်စီတပ်သားတွေပြောချင်တာပါပြည်သူကိုကာဝယ်ပါလားမင်းအောင်လိုင်ကိုကာဝယ်ပါလားဟုတ်နော်အခုသူတို့လုပ်နေတဲ့အပေါက်ကဟိုသူကပြည်သူကိုကာဝယ်တယ်လို့ထင်နေတာအဲ့ဒါကိုဘယ်ကနေပြောရလဲဆိုတော့သူတို့အထက်ကနေပြောတဲ့ဟာအဲမင်းတို့အခုလုပ်နေတဲ့အလုပ်တွေကပြည်သူကိုကာဝယ်နေတာအဲ့ဒါအထက်ကပြောတဲ့စကားပဲရှိတယ် လက်ရှိမြေပြင်မှာမင်းတို့ကပြည်သူတကယ်တတ်နေတာအဲ့ဒါကိုသူတို့သိတင်တာဟုတ်လားအဲ့အဲ့လိုဟာမျိုးတွေကိုလည်းကွက်ကွက်ပြပြသိပြီးတော့ဒါအမြင်မှန်ရဖို့အတွက်ကိုလည်းကျွန်တော်ကပြောချင်တာပေါ့อืมအဲ့တော့ဒီဟောဘော့ခီးသွားပြည်သူတွေအနေနဲ့လဲဒါနောက်ပိုင်းဆိုရင်ဒီဒီကာလအလွန်ဆိုရင်ဒါတကြံတို့ဘာတို့ရောက်လာမှာပေါ့တကြံတို့ဘာတို့ရောက်လာတဲ့အခါကျတော့ဟိုမှာအပျော်ခီးရယ်မဟုတ်ပင်မဲ့လဲဟိုမှာမိဘဆွေမျိုးယုံယုံပေးရရှိမှာမိဘဆွေမျိုးရှိတဲ့အရက်ပေါ့ဒီလိုနေရာမျိုးကိုသွားမယ် သွားပြီးတော့မှဟိုမိဘရှိတဲ့နေရာသွားပြီးတော့လူကိုလူကိုယ်တိုင်ကိုကြသွားရောက်ကြောတာတို့ဘာတို့ပေါ့နော်ဝန်ထမ်းဆိုလို့ဟိုဟိုဝန်ထမ်းနဲ့လေ sorry ကိုရဲ့အလုပ်ရက်ရှည်ပိတ်တဲ့အချိန်မှာအခုအိမ်ဆိုင်မဲ့ဖြစ်ဖြစ်ဥမာကားဝက်ရှော့ပဲဖြစ်တခုခုနားရဖွင့်နေနားရပေါ့နော်အလုပ်သမားတွေကိုလည်းအနာပေးနေတယ်ကိုကသွားတဲ့ခါမှာဒါမှမဟုတ်အလုပ်သမားကိုကအလုပ်သမားဖြစ်ခဲ့လို့အလုပ်သမားအနေနဲ့လည်းနားရရှည်မှာအမိဘဆွေမျိုးရှိတဲ့နေရာကိုသွားတဲ့အခါမျိုးမှာ ပြန်တဲ့အခါမျိုးမှာဒီကားတွေကိုအနည်းဟို ကားပေါ်လိုက်သွားပြီဆိုလို့ရှိရင်ဒီတနတ်တန်ကြားပြီဆိုလို့ရှိရင်ကားကိုတနတ်တန်နဲ့ဝေးရအောင်အရင်ဆုံးပရမတ်ဆုံးမောင်းလို့ရမရအောင်ပရမတ်တစ်ချက်စပြီးစဉ်းစားသိကျင်တယ်ပေါ့နော်တိုက်ပွဲဖြစ်ပွားရနေရနဲ့ဝေးတဲ့အတန်နဲ့အတန်တက်တက်ပဲကြားတဲ့နေရာထိဝေးအောင်ဘယ်လိုမောင်းရမလဲပေါ့နော်အဲအဲ့ဒီဟာတစ်ချက်မောင်းလို့မရဘူးဆိုလို့ရှိရင်တော့ဒါပရမတ်ဖြစ်တဲ့ဖြစ်စဉ်လိုမျိုးမကြုံရအောင်လို့ပေါ့ကားပေါ်မှာရှိတဲ့လူတွေအကုန်လုံးဤသက်ရနေရာမှာဆင်းဆင်းပြီးတော့မှကားလန်းဆိုတာတော့ဘေးမှာတေချာပေါက်ကတော့ ရေနှုံမြောင်းမြောင်းရှိတယ်ရေနှုံမြောင်းပုံစံမျိုးရှိတာပေါ့အဲ့ဒီမြောင်းထဲမှာကိုကကိုလူနှစ်ယောက်သုံးယောက်စီဒီလိုခွဲခွဲပြီးတော့မှဆုပြီးတော့မှအဲဟိုဝိနေတာမျိုးဝိနေတာမျိုးပေါ့နော်ကလေးသူငယ်တွေရှိလို့ရှိရင်လည်းကြောက်လန့်နေကြတောင်ပြင်းမြောက်ပြီးမပြေးအောင်လို့မိဘနဲ့နီးတဲ့နေရာမှာရင်ဝင်နဲ့ထဲထတာမျိုးဒီလိုမျိုးတွေလှုပ်ဆည်နေတယ်ပေါ့နော်အဲအဲ့ဒီအဲ့ဒီဟာလေးလည်းအကြံပေးနေတယ်ပေါ့နောက်နောက်တစ်ချက်ကဟိုစစ်စေကောင်စီရောက်အောင်နေရတယ်သောနာညီလေးပြောတဲ့ဟာလေနဲ1နဲ့မကွဲတာပေါ့နော်ဟုတ်တယ်လေနဲ1နဲ့မကွဲတာဘာမကွဲလဲဆိုတော့ तू က ထက်တာဒီအာနာရှင်ရဲ့အမိတ်ကိုနာခံနေတာကို ပြည်သူကိုကာကွယ်နေတယ်လို့ယူဆနေတာအဲဟုတ်တယ်အဲ့လိုဖြစ်နေတာအဲ့တော့တေချာစဉ်းစားစေခြင်းနဲ့နှစ်ဖူးပေါ်ပဲလက်တင်နေလက်ပေါ်ပဲနှစ်ဖူးတင်နေเนาะနှစ်ဖူးပေါ်လက်တင်နေဆိုတာပက်လက်ပေါ်เนาะလက်ပေါ်နှစ်ဖူးတင်နေဆိုတာမောက်ပေါ်မောက်ကိုစဉ်းစားတာဒီလိုလုပ်ပြီးတော့ပေါ့เนาะဘလို့ပဲစဉ်းစားစဉ်းစားစဉ်းစားစေခြင်းနဲ့ငါတို့အခုလုပ်နေတဲ့အလုပ်ကပြည်သူကာကွယ်တာလားငါတို့မင်းအောင်နိုင်အမိတ်ကိုနာခံနေတာလား ဒီဟာတစ်ချက်မင်းတို့အဖြေထွက်ဖို့တော့လိုတယ်အဖြေအဖြေထွက်ဖို့တော့လေစဉ်းစဉ်းစားနေကြတယ်ပေါ့အဲ့တော့တော်လိုင်းဒီဒီဒီချိန်นี่မသိသေးဘူးပေါ့နော်ချစ်တက်ကိုပဲလုံးဝငါချစ်နေတော့မယ်မှန်တယ်စစ်တက်လောက်ရက်တွေမှန်တယ်လို့ဒီချိန်นี่စဉ်းစားနေတော့ဆိုလို့ရှင်ဖြစ်တဲ့ဖြစ်စဉ်တွေကိုလိုင်းပေါ်မှာလေအများကြီးရှိတယ်ကိုနားနဲ့ကြားထားရတယ်အများကြီးရှိတယ်အဲ့တော့နှစ်ဦးနှစ်ဖက်မျှတွေးပြီးတော့မှစဉ်းစားကြည့်ပေါ့နော်အဲ့ဒါငါတို့ကအာနာရှင်ရဲ့အမိန့်ကိုနားခံနေတာလားငါတို့ပြည်သူကိုတကယ်ကာကွယ်နေတာလား ချိုးတဲ့ဟာလေးကိုလေနဲ့ဝမ်းနဲ့ကွဲအောင်လို့ဟိုဖြစ်စေချင်တယ်ပေါ့နော်ပြီးရင်စစ်တပ်ကိုထောက်ခံနေတဲ့ဒီအုတ်ချိုးရည်မူတွေပေါ့နော်အုတ်ချိုးရည်မူတွေတို့ကျန်တဲ့ဌာနဆိုင်ရာဝန်ထမ်းအချို့ပေါ့နော်ဝန်ထမ်းအကုန်လုံးလည်းမဆိုလို့ပါဝန်ထမ်းအချို့ကလက်ရှိဘာကြီးလုပ်နေလဲဆိုတော့ကြားတဲ့သတင်းတွေရဆိုရင်ဟိုစစ်မှုထမ်းကိုဒါစစ်မှုထမ်းမင်းအောင်နိုင်ရဲ့စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပေးလိုက်တာဒီအောက်ကလူတွေအတွက်ချမ်းသာဖို့ အခွင့်အလမ်းတည်းရရသွားတယ်လို့ပဲဟုတ်တယ်เนาะလောက်ခိုင်ကိုပေးလိုက်တဲ့တိုင်ဟုတ်တယ်ဟိုတရားဝင်ဓမ္မတိုက်ခွင့်ပေးလိုက်တဲ့တိုင်ဟုတ်တယ်ပေးလိုက်တယ်လို့ပဲကြီးအခုဘယ်လိုဖြစ်နေလဲဆိုတော့ तू ကဒီရက်ွက်တစ်ခုတည်းမှာဟိုကိုမြို့ရွာတရွာတည်းမှာဟိုကို तू အလှဲကြစနစ်နဲ့ပဲအခုကခေါ်တာခေါ်နေတာကတော့အလှဲကြစနစ်နဲ့ပဲဒါပေမဲ့အလှဲကြကဘလူတွေရဲ့အလှဲကြနေလဲဆိုတော့ဆင်းရဲနှောမသူတွေရဲ့အလှဲပဲကြနေငွေကြီးရှိတဲ့လူတွေရဲ့အလှဲကမကြဘူး ငွေကြေးရှိတဲ့လူတွေအလှဘာကြောင့်မကြလဲဆိုတော့ तू ဟိုတပတ်စင်နှစ်ပတ်စင်ကြော်ကျင် तू ကြေးနဲ့လာသေးတယ် तू တပတ်စင်ကြော်ကျင်ဘယ်လောက်နှစ်ပတ်စင်ကြော်ကျင်ဘယ်လောက်သုံးပတ်စင်ကြော်ကျင်ဘယ်လောက်အဲအဲ့လိုမျိုးနှစ်ပတ်စင်ကြော်ကျင်သိန်း90သုံးပတ်စင်ကြော်ကျင်သိန်း80အဲ့ तू အဲ့လိုမျိုးအဲ့ဒီဈာထဲမှာ discount တွေပါရှိတယ်အဲဟုတ်တယ် promotion ကာလပေါ့ကြံကြရအဲ့လိုအဲ့တော့သူတို့အနေနဲ့လေပြည်သူကဒဏ်ခတ်တဲ့အခါကြရင်တော့ဟုတ်နော်နာမဲ့ အခုလည်းတန်ခတ်နေပါပြီအဲ့ဒီဟာတော့ဒါတော်တော်လေးစဉ်းစားသိကျင်တယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ပြည်သူလူထုအနေနဲ့လည်းအဲဒီတော်လိုင်းကာလမှာခရီးသွားတဲ့ဟာမှာတော်တော်ကြီးရှောင်ရှားသိကျင်ပါတယ်ဒါပေမဲ့ခရီးသွားတာကိုရှောင်ရှားသိကျင်ဆိုတော့ငါတို့ကမသွားဘဲနေရမှာမဟုတ်ပါဘူးသွားတဲ့သွားထိုက်တဲ့လမ်းကိုသွားပါသွားတဲ့ခါကျရင်လည်းအန်နီယယ်ကိုကျွန်တော်တို့ပြောသလိုပဲအကြံပေးသလိုပဲအကြည့်ပြီးတော့ရှောင်နေကြပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းကျွန်တော်တို့ပြောပြသလိုပဲလေနေဝိုင်းနဲ့ကွဲသိကြပါတယ်။ ဒီရင်ပြည်သူလူထုကိုအုပ်ချုပ်နေပါတယ်ဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနော်မြို့နယ်အုပ်ချုပ်ရေးမှုတွေဂျန်တဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့လဲနော်ငါတို့အာဏာရှင်ကိုကာကွယ်နေကြလားနော်ပြည်သူလူထုကိုဖိနှိပ်နေကြလားပြည်သူလူထုစီကနေငွေကြေးအတင်းအဓမ္မရယူနေကြတယ်လဲရတန်းရက်ပြီးတော့မှဒါတကယ်ဟုတ်ကိုပြည်သူလူထုအကျိုးရှိတဲ့အစိုးရတွေကပေါ်ထွန်းအောင်လို့ဝိုင်းဝန်းတိုက်ဖြတ်ပေးကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်